ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်โอ้โหဖရရေဒီနေ့တော်တော်လေးကိုပူတာပဲနေ့လေ3နိုင်4နိုင်ရောင်မှဒီလောက်ပူပြင်းရတော့ကွာဟင်းသည်ရဲ့ရောင်းရတာပူပြီးတော့ခက်ခဲလာတယ်ဒါကြီးပဲပြားထုတ်ထားတာရှိတယ်ယူလာပေးခဲ့ဦး ဟုတ်ပါပြီဒီမှာယူလိုက်အောင်အရင်ချိန်မှာကလေးလေးမင်းပိုင်က ပေးပြားထုတ်ကိုယူလိုက်ပြီးတော့အဖိုးရေဒီမှာပေးပြားထုတ်အဖိုးရေကြီးလေးအဖိုးကိုကိုကြီးပေးနေတယ်ပေါ့လေဟုတ်လားအဖိုးကသူ့ရေကြီးလေးချွေးတွေဆူရွှဲနေတာကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်ချွေးမတတ်ပါရေကြည့်ပါဦးလားမင်းပိုင်ကတကောလုံးချွေးတွေနဲ့ဆူရွှဲနေတာပဲအိမ်ထဲကိုခေါ်သွားလိုက်တော့ရာသီဥတုကလည်းရံဟူပူအိုက်နေတာ ခလေးသာချွေးတွေနဲ့အေးအေးပပီနေမကောင်းဖြစ်သွားရင်ပို့ပြီးတော့ပဆန်ကုန်နေအောင်မယ်။ဟုတ်ကဲ့အဖေအရင်ဆုံးငုပ်သီးတွေနဲ့မုံလာဥတွေကိုလှမ်းထားလိုက်မလို့ဒါပေမဲ့ချွေးမရဲ့ငရုတ်ဘွားသီးတွေနဲ့မုံလာဥနီတွေကိုလှမ်းစီတာဘာလို့လို့လဲမနှက်စောစောဟင်းသီးဟင်းရွက်ဒိုင်းကနေလက်လက်ဆက်ဆက်ဝဲလာတာလေမနှက်စောစော6နိုင်ထပြီးတော့ရှင်တို့သားဖားနှစ်ယောက်တိုင်ကနေဈေးဝယ်လာမှန်းသိပါတယ်တော့အထုပ်ဖြီးပြီးထားလိုက်ရင်အနည်းဆုံးလေဝင်ပြီးကောင်းမယ်အခုတော့မုံလာဥတွေအများကြီးလဲပုတ်ကုန်ပြီ မယုတ်ပွားသေးတွေနဲ့မုံလာဥဏီတွေအများကြီးပျက်စီးသွားတာကိုကြည့်ပြီးဥပညာကမျက်နာမေ့သွားခဲ့ပါတယ်။ဖရာရေအဟင်းဒီဟင်းရရောင်ပြီးရှာနိုင်တဲ့ပတ်စံတွေထက်ဟင်းဒီဟင်းရတော့ဘက်လောက်ကပုတ်သွားလို့ဆုံးရှုံးလိုက်ရတဲ့ပတ်စံတွေကပုံများနေတယ်။ထားလိုက်ပါတော့ဘာမှမဖြစ်ပါဘူးလေ။အာလူယူလိုက်အောင်မြင်းနေကြရင်အာလူဟင်းချက်လိုက်။ဒီချိန်မှာပဲလမ်းလေးကိုခါဆွင်းရောက်နေဈေးတွေကရောက်လာပြီးတော့ကလေးလေးစားခြင်းစပွဲဖြစ်အောင်အုံပြီးတော့ရောင်းလိုက်ပါတော့တယ်။ စားကြမယ်လေခေါင်ဆွဲပူပူလေဘဲပြားခေါင်ဆွဲကြက်တန်းခေါင်ဆွဲစားကြမယ်လေနော်ဂေါ်ဘီခေါင်ဆွဲခေါင်ဆွဲတွေရမယ်ခေါင်ဆွဲဆိုတဲ့အတန်းကိုကြားပြီးအင်းနီနာချင်းတွေပါပြီးအလုံးကလည်းထွက်လာကြပါတယ်တားရဲ့ဘယ်ရီရောက်နေလဲသုံးရက်လောက်နေမှတီလန်းမှာတွေ့ရတာတောအမများသွားလည်နေတာမဟုတ်လားမဟုတ်ရပါဘူးအန်ဒီတကယ်ကမင်္ဂလာဆောင်တို့ပါတီတို့မှာအော်ဒါရနေလို့လေအဲ့ဒါကြောင့်ဒီဘက်ကမလာဖြစ်တာမင်္ဂလာဆောင်တို့ပါတီတို့ကနေအော်ဒါမှာကြမှာပေါ့ ဘာလို့လဲဆိုတော့အကိုရဲ့ခောက်ဆွဲကလုံးဝဟိုတယ်စတိုင်အရင်ကစားကောင်းတာလေပြောရင်းနဲ့တောင်တည်ရကြနေပြီမြ мян လေးချင်းချင်းဆက်ဆက်စက်သားခောက်ဆွဲကြောပကံပြည့်ထည့်ပေးအောင်ရှင်ဟုတ်ပါပြီဗျာအခုထည့်ပေးပါမယ်ဈေးတွေကမြ мян လေးစက်သားခောက်ဆွဲကြောလုပ်ပြီးတော့အေးမြက်ကိုပေးလိုက်ပါတယ်ဒီမှာရပါပြီအမရဲ့စက်သားခောက်ဆွဲတားရေအနည်းအတွက်ကိုလည်းမြ мян လေးပေးပြထည့်ပြီးတော့ခောက်ဆွဲကြောဆက်ဆက်လေးကြောပေးအောင်တည်ရတောင်ကြနေပြီတားရဲ့ ဟုတ်ပါပြီ NDA အခုက NDA ရဲ့အလှယ်ပဲလေအဲ့နောက်မှာဈေးတွေကပေးပြထည့်ပြီးတော့ခောက်ဆွေးကြုံဆက်ဆက်လေးကြော်ပြီးဒိုဟီမာကိုပေးလိုက်ပါတော့တယ်အလုံးကလည်းအပါတရားနဲ့စားတော့ကြတော့တာပေါ့ခောက်ဆွေးကြုံဆက်ဆက်လေးနဲ့အရင်ကစားကောင်းတာပဲ NDA ဆိုလေတားရဲ့ခောက်ဆွေးကြုံစားရမှာစိတ်ကျေနေတာဒီလိုလောက်ပါလားတားရဲ့ NDA တို့ရဲ့နောက်ထပ်တပကန်စာခောက်ဆွေးကြုံထက်လောက်ပေးပါအောင်ကွယ်တဖက်မှာတော့ပစံရှိတဲ့သူတွေက ZGPP ခောက်ဆွေးကြော်ဝေစားနေကြတဲ့အချိန် ။နောက်တစ်ဖက်မှာဟင်းသီးဟင်းရဲ့ရောင်ပြီးပစံရှာနေတဲ့ဆင်းရဲတဲ့မိသားစုအတွက်ကတော့ခေါင်းဆွဲကြိုးစားခြင်းနဲ့စိတ်ကိုယ်လိမ်မြူသိမ့်ထားရတော့တာပေါ့။ဒီချိန်မှာတပ်မရဲ့ကလီမင်းပိုင်နဲ့ခတ်တာတို့ကခေါင်းဆွဲကြိုးစားဖို့အတွက်တောင်းဆိုလာခဲ့ပါတယ်။အဖိုးရဲ့အဖိုးတားလဲခေါင်းဆွဲကြိုးစားခြင်းနဲ့ဝေကျူးပါလား။အဲ့ဒီချိန်မှာအဖိုးဖြစ်သူဥပညာကောင်ခေါင်းဆွဲကြောတပွဲရဲ့ဈေးကိုကြည့်ပြီးစိတ်ညစ်ညစ်နဲ့ပြောလိုက်ပါတော့တယ်။တားလီရဲ့ခေါင်းဆွဲကြောရောင်းတဲ့ဈေးတရာဈေးတရာတင်ထားတာ ပြီးတော့တာရဲ့တန်လာမတန်လာလည်းမသိဘူးမစားပါနဲ့လားဖေးရဲ့ဈေးတော်ရောင်းရောင်းရောက်ကြနေပြီမဟုတ်ရင်ညနေဈေးလာဝဲတဲ့သူတွေနဲ့လွေးသွားနိုင်မယ်အဲ့နောက်မှာတော့တာဖားနေရလုံးကဈေးလေးကိုယူပြီးတော့ထွက်သွားနိုင်ပါတော့တယ်တကယ်တော့ဥပညာရဲ့မိသားစုက အရင်ကစင်းရဲနွမ်းလာပါတယ်တာဖားနေရလုံးကနှင်းသင်းဟွေရောင်းချပေးမယ်ဥပြင်းနဲ့နွေရသည်ကြောင့်ဟင်းသင်းဟွေတွေကလင်းလင်းမြန်မြန်နဲ့ပဲပြည့်စည်သွားကြပါတယ် တရက်ကိုလူတီအချောင်းနှစ်နှက်စားရင်ဖြတ်တန်းနေရတဲ့အချိန်မှာပတ်စံရှိတဲ့အင်းနီနာချင်းကလူတွေကတော့တရက်ကိုခေါဆွေးကြောဖတ်ထုတ်တီးစားရင်နေပဲဖြတ်တန်းနေတော့တာပေါ့အရင်ကဆင်းရဲတာကြောင့်တက်မာတို့ရဲ့အိမ်မှာလူကြီးကအစာကလေးတွေဆုံးခေါဆွေးကြောစားကျင်တဲ့ဆန္ဒကိုမြို့သိမ်းချရတော့တာပေါ့ဒီလိုနဲ့ပဲရန်နေငယ်ကုန်းဆုံးသွားခဲ့ပါတယ်အာလူကျက်တော်နေမယုတ်ပွားသည်မယုတ်သီးစိမ်းဂေါ်ဘီတွေရမယ်ဈေးတတတတနဲ့ရောင်းပေးနေတယ်နော်ဟင်းသီးရွက်သေးရဲ့ ကော်ဖီခန်းချင်သည်မုံလာဥနီဘလို့ရောင်းလဲအနီးဘယ်ဟင်းဒီဟိရမဆိုတကီလိုကိုရူပီ20ပဲအာလူကြက်တုံနေရတော့90ကြက်သားကိုရူပီ20အကိုတို့ရဲ့ဈေးရောင်းနေရလားရွှေပဲရောင်းနေရလားမသိတော့ပါဘူးဈေးတွေကလည်းကြီးလိုက်တာမှပြောမနေနဲ့ဈေးလျှော့ပေးတော့ဝယ်မယ်အဲ့ဒီဈေးဝယ်သူရင်ခတ်ထန်တဲ့ဇကားတွေကိုနားထောင်ပြီးတော့ဥပညာကပြောလိုက်ပါတော့တယ်အမရေရန်တီကူကပူလာတော့ဒိုင်မာလဲဟင်းဒီဟိရဈေးတွေတက်နေတာဗျဈေးလျှော့ပေးလို့မရလို့ပါ မဟုတ်ရင်လေကျွန်တော်တို့လိုဆင်းရဲတဲ့မိသားစုကဘေးအရာတွေပတ်စံနေစားတောင့်နိုင်မှာလေဗျာကောင်းပါပြီကောင်းပါပြီနေဆုံးတော့တရူပီနရူပီလောက်တော့ရှော့ပေးတဲ့နယ်လေအလောင်းနဲ့တော့ရောင်းမဲတက်ပါတယ်ကောင်းပါပြီဗျာဒီလိုနဲ့ပဲညနေ6နာရီရောက်တဲ့အချိန်အထိတားဖားနှစ်ယောက်ရဲ့ဟင်းသီးဟင်းရွက်တွေနင်းငေတာရောင်းကုန်ပါလေ6နာရီကျော်တဲ့အချိန်ပါပဲသူတို့နောက်ကိုခေါဆွဲကြော်တွေကရောက်လာပြီးတော့ဖောက်တွေရီအောင်းလုံးကိုသူ့စီလောင်အောင်လို့ဆွေးဆောင်လိုက်ပါတော့တယ် စားကြမယ်လေခေါက်ဆွဲပူပူလေးဘေးပြားခေါက်ဆွဲကြက်သားခေါက်ဆွဲစားကြမယ်လေနော်ကော်ဖီခေါက်ဆွဲခေါက်ဆွဲတွေရမယ်စားကြမယ်စားကြမယ်သွားကြရအောင်ခေါက်ဆွဲကြော်ရောင်းနဲ့ဈေးတွေရောက်လာပြီအနီးအရင်ဆုံးဟင်းသီးဟင်းရလဲဝဲသွားအောင်လေခေါက်ဆွဲကြော်ဈေးတွေကထွက်ပြေးတော့မှမဟုတ်တာသားရဲ့အန်တီကခေါက်ဆွဲကြော်ရောင်းနဲ့ဈေးတွေမလာတော့ထင်လို့လေဟင်းသီးဟင်းရဝဲဖို့လာတာသားရဲ့မြန်မြန်လေးကြက်သားခေါက်ဆွဲကြော်နဲ့ဘဲပြားခေါက်ဆွဲကြော်ပါဆယ်ထုတ်ပေးလိုက်အခုရမယ်အန်တီ ကိုဆိုင်ရှိကိုရောက်လာပြီးတော့ဘာမှမဝေဘဲခောက်ဆွေးကြောင်ရောင်းနေစီကိုတွားလိုက်တာကြောင့်စင်းချင်းချင်းနဲ့ပဲတားဖားနှစ်ယောက်ကပွားစီပွားစီလှုပ်လိုက်ပါတော့တယ်။အကိုကြီးအကိုရခောက်ဆွေးကြောင်လေးကိုဒီယူလာပြီးမရောက်ပါနဲ့ဗျာ။ဘဲတော့ပဲကြည်ကြည်ကျွန်တော်ရဲ့ဖောက်တယ်တွေကိုခိုးခိုးတော့တယ်။ခင်ဗျား9နိုင်10နိုင်ရည်တိရောင်းကောင်းမိမယ်ကျွန်တော်တို့ရဲ့ဟင်းသင်းဟင်းရွက်ကြတော့ဝဲမဲ့သူတော့မရှိကြဘူး။အကိုပြောနေတဲ့ပုံကမသိရင်ကျွန်တော်ကပဲအကိုဆိုင်နေဖောက်တယ်တွေကိုခေါ်ပြီးတော့အတင်းဝဲခိုင်းနေတာကြာနေတာပဲ။သူတို့ဟာသူတို့ခောက်ဆွေးကြောင်စားကြလို့လာစားကြတာလေဗျာ။ တားဖာနှစ်ယောက်လုံးကတိတ်ဆိတ်သွားကြပါတယ်။အဲ့ဒီချိန်မှာတားငယ်ဖြစ်သူတုဒ္ဒါကလည်းရောက်လာပါတော့တယ်။ဒီမှာယူလန်အောင်ဖေးအဖေယူခိုင်းတဲ့15ကီလိုတန်မြာသီးနဲ့ခရမ်းကျင်သီး9ကီလိုအဲ့ဒီချိန်မှာတုဒ္ဒါကဇီးလေးပေါ်မှာအများကြီးကျန်နေသေးတဲ့ဟင်းသီးဟင်းရွက်တွေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်သွားပါတော့တယ်။ဘာဖြစ်တာလဲဖေးဒီနေ့လေဇီးအစိုးရထွက်တာပဲလေ။ဂျာလီဟင်းသီးဟင်းရွက်တွေအများကြီးကျန်သေးတာပဲလား။ ။အမီးပါနေတော့သားရဲ့ဒီခေါဆွေးကြိုသေးရဖေတို့ရဲ့ထမင်းနှစ်နှက်စာကိုခဏလေးအတွင်းမှာပဲလူယူသွားတယ်လေ။အရင်တုန်းကလူမျိုးလည်းမရောက်ရတော့ဘူး။အင်းနှင်းရွတွေလည်းအများကြီးပိုးတယ်။တခုခုလုံးမှာပဲဖြစ်တော့မယ်။မဟုတ်ရင်တရက်ကိုရိုတီနှစ်နှက်တောင်စားနိုင်မှာမဟုတ်တော့ဘူး။ညရောက်တဲ့အချိန်မှာအင်းကယောက်ျား၃ယောက်လုံးကမျက်နှာမိတ်ပြီးအင်းကိုပြန်ရောက်လာကြပါတယ်။အဲဒီနောက်မှာတပ်မကအားလုံးကိုရူတီတဲခင်းပေးလိုက်ပါတယ်။တပ်မကြီးကိုစားလို့ပြီးပြီပကင်းလာသေးနော်။ဘာဖြစ်တာလဲတာ။ကုံအောင်လည်းမစားဘူး။ ဟင်းသီးဟင်းရွက်အနှစ်ကစားမကောင်းလို့လားအမေရေတတ်တတ်မအောင်ခဏခဏပြောတယ်ဟင်းသီးဟင်းရွက်အနှစ်ကိုရေဘောလို့မချက်နဲ့လို့အဲ့ဒါလေအဲ့တိုင်းပဲချက်တယ်တရလုံးအပင်ပန်းခံပြီးအလွတ်လုပြီးတာတော့မှကောင်းကောင်းမွန်မွန်မစားတော့ရဘူးဘာဖြစ်လို့တတ်မအောင်စူပူနေရတာတော့ဟင်းသီးဟင်းရွက်တစ်ပတ်လောက်ကပျက်စီးသွားတာကိုကောင်းတဲ့နည်းနည်းလေးကိုပဲလောက်အောင်ချက်ရတာလေဒီလိုနဲ့ပဲနေရတွေအကုန်ဆုံးသွားပါတော့တယ်ခေါက်ဆွဲကြော်ဈေးတွေကလည်းအငြင်းတဲ့လမ်းကိုလာတာကြောင့်ချမ်းသာတဲ့သူတွေကတော့နေတိုင်းနေတိုင်းစားနိုင်မိမိတ် ဇင်းရဲလာတဲ့တပ်မရဲ့မိသားစုကတော့အငြင်းနဲ့မြူသိမ်းထားရပါတော့တယ်။တရမှာတော့ကလေးမျိုးလုံးကခေါင်းဆွေးကြော်အနှံ့လေးကိုရှူဖို့အတွက်လက်ရည်နောက်ကိုသွားပြီးရင်နေကြပါတယ်။ကြည်ပောင်ကြည်ပောင်ဒီနေ့ဟင်းသီးရွက်သေးရဲ့မြေးလေးတွေတောင်ခေါင်းဆွေးကြော်စားဖို့လာပါလား။ဦးလေးသမီးတို့လည်းခေါင်းဆွေးကြော်တပွဲပြည့်ပေးပါလားရင်သမီးတို့လည်းခေါင်းဆွေးကြော်စားချင်လို့ခေါင်းဆွေးကြော်စားချင်ရင်ပတ်စံပေးလေ။တအားလို့စီမောကပတ်စံတော့မရှိပါဘူး။ အဲ့ဒီစကားကိုနားထောင်ပြီးတော့ခေါဆွဲကျော်သေးကစူပူပြီးမောင်းထုတ်လိုက်ပါတော့တယ်။မဆံမပေးပဲနဲ့ခေါဆွဲကျော်အလကစားကျင်နေပေါ့လေ။မင်္ဂလာဆောင်လာရင်များထင်းနေတာလား။ဒီကနေထွက်တော်လိုက်ကြတော့။အိမ်နောက်မှာတော့ခေါဆွဲကျော်သေးကကလေးနှစ်ယောက်လုံးကိုတွန်းထုတ်လိုက်ပါတော့တယ်။ကလေးနှစ်ယောက်လုံးကပြုတ်ကျသွားတော့ပေါ့။ဒီချိန်မှာစုရီကလည်းပြောလိုက်ပါတယ်။ဒီမှာခေါဆွဲကျော်ရောင်းတဲ့အကိုကလေးတွေကိုအဲ့လိုပဲတွန်းထုတ်ရလား။ဒါဆိုလေအဲ့ကလေးတွေကိုခေါဆွဲကျော်လှဲစီကိုမလာခိုင်းနဲ့လေ။ လူကြီးတွေကဝယ်မကျွေးနိုင်တော့ခလေးတွေကိုတောင်းစားခိုင်းဖို့လွှတ်လိုက်တာပေါ့လေ။ခောက်ဆွေးကြုံရောက်နေစည်းတွေကလူတကာရှိမှစီးရတဲ့မိသားစုလေးကိုရှက်ခွဲပြီးတော့ထွက်သွားလိုက်ပါတော့တယ်။ကလေးညောင်လုံးကခောက်ဆွေးကြုံစားကျင်လွန်းလို့လဲငိုနေကြရတာပေါ့။တောင်းခောက်ဆွေးကြုံစားကျင်နေစားကျင်နေဆိုရင်စားကျင်နေပဲ။တက်မာလေးဒေါသထွက်သွားပြီးတော့မင်းပိုင်ကိုပန်းရိုက်လိုက်ပါတော့တယ်။ခောက်ဆွေးကြုံစားချင်တယ်။ခောက်ဆွေးကြုံစားချင်တယ်မလား။စားလေ။အဖေအတော်ရင်ကဲပါဦးအမေရိုက်နေလို့ ွေးမဘာလို့ကလေးတွေကိုရိုက်ရတာလဲသူတို့လေးတွေလည်းရိုတေပြင်တခြားပါစားလို့လဲတက်မာကြီးဒီမှာရူပီ900ယူထားလိုက်သူတို့တခုခုဝေးကြည့်လိုက်ညနေအတွက်ဈေးရောက်မှုတော့တော်မယ်ဒီချိန်မှာမုံနှောင်းဦးနေဂောဘီပဲသီးတွေကအများကြီးရှိနေတာကို ကြည့်ပြီးတော့တက်မာကတခုခုစဉ်းစားလိုက်ပါတော့တယ်ဆုရီညီမလေးဒီအသီးနှံတွေကိုသေးသေးလေးတွေလီထားလိုက်အမဈေးကနေပြန်လာခဲ့မယ်တက်မာကဈေးသွားပြီးတော့ခေါင်းဆွေးတွေကိုဝေလာလိုက်ပါတယ် နောက်တော့အသီးနှံတွေအဆုံးထည့်ပြီးခောက်ဆွေးကြိုးဖို့လုပ်လိုက်ပါတယ်။အဲဒီချိန်မှာသူတားကညှို့နှိမ့်ချက်လေးနဲ့မိလိုက်ပါတယ်။အမကြီးဒီနေ့ခောက်ဆွေးကြိုးလုံးမလို့လား။ဟုတ်တယ်မောင်လေးဒီနေ့အားလုံးအတွက်ခောက်ဆွေးကြိုးလုံးမလို့လေ။ตาလေးလေးစားချက်နဲ့ဆိုလို့လေ။ဒီလိုပြောပြီးတော့မျက်ရည်တွေနဲ့ပြည့်နေတဲ့မျက်ဝန်းနဲ့မင်းပိုင်ကိုကြည့်ပြီးချုံမွန်လိုက်ပါတယ်။အဲဒီနောက်မှာတော့အသီးနှံတွေအားလုံးကိုခောက်ဆွေးထဲမှာရိုးသမမှွေပြီးတော့ခောက်ဆွေးကြိုးတွေမဆက်လာပင်ငံပြရည်တွေကိုထည့်ပြီးခောက်ဆွေးကြိုးကြောလိုက်ပါတယ်။ ကလေးနှစ်ယောက်လုံးကလည်းပကံလေးတွေကိုကိုစီကင်ပြီးတော့စောင့်နေကြပါတယ်။အမေ၊သမီးကိုခောက်ဆွဲကြော်တွေအများကြီးထည့်ပေးနော်။အမေ၊တောက်အားလုံးထက်အများကြီးထည့်ပေးရမယ်နော်။ဟုတ်ပြီလား။ဟုတ်ပါပြီ။အမေရဲ့မင်းသားလေးကိုအားလုံးထက်အများဆုံးခောက်ဆွဲကြော်ထည့်ပေးမယ်နော်။ခဏကြာရင်းနောက်မှာတော့တက်မရဲ့ခောက်ဆွဲကြော်အနှန်းကအင်းနီနာချင်းအိမ်တွေကိုပါရောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာတားဖာတွေလည်းဟင်းသီးဟင်းရဲ့ရောင်းပြီးတော့ရောက်လာခဲ့ကြပါတယ်။ဒီနေ့ကျအိမ်မှာထူးခြားတဲ့အနံလီရနေပါလား။ လုံးဝကိုဟိုတယ်အတိုင်းပဲအနံကတော့မှွေးမှာပေါ့ကိုရဲ့ဒီနေ့အမသက်မှာညီမလေးတို့အားလုံးတို့ခောက်ဆဲကြော်လုံနေရလေဒါလေးကောင်းတာပဲရိုတီစားပြီးတော့ဘိုင်းဖြည့်စရာမလိုတော့ဘူးပေါ့တမီသားစုလုံးကအားပါတရားနဲ့အတိနံခောက်ဆဲကြော်ကိုစားလိုက်ကြပါတော့တယ်တမီရဲ့ခောက်ဆဲကြော်ကဆက်ဆက်လေးနဲ့စားလို့ကောင်းနေရောပဲစားတော့ဆိုင်ကစပုံမှုတွေတောင်ရှုံးပေးရလောက်တယ်တကယ်ပါတမီရဲ့တမီရဲ့ကော်ပီမော်လာဥနီပဲပြားနဲ့တခြားအသီးနဲ့ဆုံထည့်ပြီးကြော်ထားတဲ့ခောက်ဆဲကြော်ကလေ လုံးဝစားကောင်းတာရှင်ရဲ့ဟင်းသီးရွက်တွေရောင်းမနေပါနဲ့တော့ခောက်ဆွဲကြော်ပဲရောင်းလိုက်တော့သမီးကလှုပ်ပေးလိုက်မယ်ရှင်တို့သားဖားနှစ်ယောက်ကသွားရောက်ကြပေါ့ရှင်အကျင်းရတော့မစိုးဘူးလေအခုတလောလမ်းမေးစားစရာတွေရပဲရောင်းကောင်းနေကြတာပတ်စံလေးတော်တော်ရတယ်အဆုံးမှာတော့တမီသားစုလုံးကတိုင်ပင်လိုက်ကြပါတယ်ချွေးမဖြစ်သူတမ္မာကအိမ်မှာခောက်ဆွဲကြော်ကြော်ပေးပြီးတော့သားဖားနှစ်ယောက်လုံးကဈေးမှာရောင်းချကြပါတယ်ရန်နေငယ်အတွင်းမှာပဲသူတို့စီးပွားရေးကအဆင်ပြေလာခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။